မြန်မာနိုင်ငံမှာလာမယ့်ဆောင်းသွင်းမှာလာနီညာဖြစ်ပေါ်လာဖို့ရှိပါတယ်။လာနီညာဆိုတာကတော့ပုံမှန်ထက်ပိုမိုဆိုးဆို့အေးမြတဲ့ရာသီဥတုဖြစ်စဉ်ပဲဖြစ်ပါတယ်။အစွန်းရောက်ရာသီဥတုလာနီညာဖြစ်ပေါ်နိုင်တဲ့အချိန်ကတော့အောက်တိုဘာလ18ရက်ဒီနေ့ဟာစတင်ပြီး2026ခုနှစ်ဖေဖော်ဝါရီလအထိဆက်လက်ရှိနိုင်တယ်လို့ဆိုပါတယ်။ ရော့ဒီမှာ MS Mail Remover နံစိုးများကိုဖယ်ရှားဖို့ MN ကိုသာဆောင်းထားစို့2026ခုနှစ်ဇန်နဝါရီလမှစတင်ပြီးပုံမှန်ရသည့်ဥတုအခြေအနေတို့ ပြန်လည်ကူးပြောင်းနိုင်ခြင်း55ရာခိုင်နှုန်းရှိကြောင်းထုတ်ပြန်ထားပါတယ်။လာနီညာဖြစ်ပေါ်လာတဲ့ကာလအတွင်း အေးပို့ပြီးအသက်ရှူလန်းချောင်းဆိုင်ရာကျမ်းမာရေးအခြေအနေဆိုးရွားတက်တာတွေဖြစ်ပေါ်နိုင်လို့ဂယူးဆိုင်ပြီးနင်းနွေးထွေးထွေးနေထိုင်ကြဖို့လေမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတိုက်တွန်းထားပါတယ်။လာနီညာအစွန်းရောက်ရာသီဥတုအခြေအနေဖြစ်ပေါ်လာနိုင်တဲ့အတွက်မိုးရွာသွန်းနိုင်တဲ့ဒေသတွေလည်းရှိနေပါတယ်။မိုးရွာသွန်းနိုင်တဲ့ဒေသတွေကတော့ကံယူရန်ဒေသတွေ၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း အကူအတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာမိုးသည်ထန်စွာရွာသွန်းနိုင်ပါတယ်။အောက်တိုဘာလမှဒီဇင်ဘာလအထိနှစ်စဉ်ရွာသွန်းမြေမိုးရေထက်ပိုမိုရွာသွန်းနိုင်ပြီးမကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်တို့မှာအောက်တိုဘာလကုန်အထိနှစ်စဉ်ရွာသွန်းမြေကန်းနဲ့ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီလများမှာနှစ်စဉ်ရွာသွန်းမြေအောက်ရော့နေရွာသွန်းနိုင်တယ်လို့သိရပါတယ်။ 2025ခုနှစ်ဒီဇင်ဘာလမှ2026ဖေဖော်ဝါရီလအထိ AR တိုင်းမှာအပရခိုင်ပြည်နယ်ချင်းပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာအနှဲငယ်ပိုးအေးနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတို့မှာနှစ်စင်ဖြစ်မြဲအပူချိန်အောင်3.5ဒီဂရီစင်တီဂရိတ်မှ1ဒီဂရီစင်တီဂရိတ်ထိလျော်နည်းကအေးပိုနိုင်ပါတယ် ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ကယားပြည်နယ်ကဲ့သို့ကုန်းမြင့်ဒေသတွေမှာတော့နှစ်စဉ်ဖြစ်မြဲအပူချိန်အောက်ရောင်းနေနိုင်ပြီးအေးပုံနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။